Arduino ဆိုတာနီးပြညာလောကကိုတော်လံဖြောင်းလဲခဲ့တဲ့ platform တစ်ခုပေါ့ဒါပေမဲ့အဲ့ဒီ Arduino ဟာအီတလီနိုင်ငံကပါဆိုင်လေးတစ်ခုမှစတင်ခဲ့တယ်ဆိုရင်တော့ယူနိုက်ကြမှာလားဟုတ်ပါတယ်ဒီနေ့မှာတော့ DNA အသင်းစရာကောင်းတဲ့ဇက်လန်းကိုအစအဆုံးဖြန့်ဖြန့်ဖြန့်တော့မှာပါဆိုတော့ Arduino ရီပကားနဲ့ဘလို့ဖြစ်ပေါ်လာတာလဲဆိုတဲ့မိခွေးအဖြေကိုရှာဖို့ကျွန်တော်တို့အပိုင်း၃ပိုင်းခွဲတည်ကြည့်သွားပါမယ်ပထမဆုံး Arduino ဆိုတာဒီကေရော့ပါလဲပြီးတော့သူ့ရဲ့ဇက်လန်းကဘလို့စခဲ့တယ်လဲ နောက်ဆုံးမှာတော့သူကကျွန်တော်တို့ကပားကြီးကိုဘလို့တွေပြောင်းလဲပစ်ခဲ့တယ်လဲဆိုတာတွေပါပဲ။ကောင်းပါပြီ။သူ့ရဲ့သမိုင်းကြောင်းတဲကိုတန်ဖိမစင်းခင်မှာအခြေခံကြကြလေးအရင်သွားရအောင်။ Arduino ဆိုတာတကယ်တမ်းမှအတိအကျပါကို ပြောတာလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေးအရင်နားလည်အောင်လို့ကြည့်ကြတာပေါ့။ Arduino ဆိုတာကရိုးရိုးလေးပြောရရင် electronic ပစ္စည်းတွေကိုထိန်းချုပ်တဲ့ဦးနှောက်တစ်ခုလိုပါပဲ။ သူကအာယုံခံကိရိယာလေးစန်စာရီစီရခဲ့အလက်တွေကို import အနေနဲ့လက်ခံတယ်ပြီးတော့အဲ့ဒီအချက်လက်တွေပေါ်မူဒီပြီးမော်တာလေးမီးလုံးဒီလိုပစ္စည်းတွေကို output အနေနဲ့ပြန်ထိန်းချုပ်ပေးတယ်ပြောရရင်ရုပ်ပိုင်းဆိုင်ရာကဘာနဲ့ digital ကဘာကိုချိတ်ဆက်ပေးတဲ့တရားတစ်ခုပေါ့ဒီကိရိယာလေးတူကဘာလို့ဒီလောက်တောင်အရေးကြီးပြီးတော်လန်ရေးတစ်ခုလိုဖြစ်သွားရတာလဲအဲ့ဒါကိုနားလည်ဖို့အတွက်အချိန်ဆက်လေးစီပြီးနှန်ထောင်းစီနီတို့ရဲ့အစောပိုင်းကလာကိုတစ်ချက်ပြန်သွားကြည့်ကြရအောင် အာရီနိုကိုဘလို့ပြဿနာတွေဖြေရှင်းဖို့ဖိုင်တီးခဲ့တယ်လဲဆိုတဲ့အဖြေကအဲ့ဒီမှာရှိနေပါလေ။အဲ့ဒီအချိန်တုန်းကအနုပညာရှင်တယောက်ဒါမှမဟုတ်ဒီဇိုင်နာတယောက်က electronics project တစ်ခု လုပ်ချင်တယ်ဆိုပါစို့တကယ့်ကိုအိမ်မစိုးပါပဲ။ microcontroller board တွေကဒေါ်လာတရာလောက်ကြီးပေးရတယ်။ programming software တွေကလည်း engineer တွေမှာနားလည်နိုင်တဲ့ဘာသာစကားလိုပဲအရင်ရှုပ်ထွေးတယ်။တခုခု fundee ချင်းလေးရှိမိမဲ့ဤပညာကတော်တော်ရင်းမာတဲ့တန်တိုင်းကြီးတစ်ခုလိုဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ဒီလိုအခက်ခဲတွေကြားထဲမှာမယ်ဒီတတိုင်းကြီးကိုဖြူချဖို့ဆုံးဖြတ်ခဲ့တဲ့လူတစု ਨੇ နေရာတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ Arduino စစ်လမ်းရဲ့တကယ်အစကဒီနေရာကနေစတင်ခဲ့တာပါ။အင်္ဂါဆရာကောင်းလာကဒီနေ့ပညာတော်လရင်ဟာနာမည်ကြီး MIT တို့ Stanford တို့လိုအင်ဂျင်နီယာတက္ကသိုလ်ကြီးတွေမှာစခဲ့တာမဟုတ်ပါဘူး။အီတလီနိုင်ငံကဒီဇိုင်းကျောင်းလေးတစ်ခုမှာစတင်ခဲ့တာပါ။ဒီဖွဲ့ကိုဦးဆောင်ခဲ့သူကတော့မက်ဆီမိုဘန်စီပါ။သူက IDEA မှာဆရာတယောက်ပေါ့ သူရဲ့ဒီဇိုင်းနာအကြောင်းသားတွေဟာအမှုပညာဖန်တီးမှုကြီးလှုပ်ဖို့ဈေးကြီးပြီးရှုံထွေးတဲ့နည်းပညာတွေနဲ့ရုန်းကန်နေရတာကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။အဲ့ဒီပြဿနာကို ဖြေရှင်းပေးခြင်းတဲ့စိတ်ကနေအော်ဒူနီယိုဆိုတဲ့ idea လေး setting ပေါက်ဖားလာခဲ့တာပါ။ဒါဟာသူတို့အဖွဲ့ရဲ့အဓိကကြီးရဲချက်ပါပဲ။သူတို့ကကုမ္ပဏီကြီးထောင်ဖို့အများကြီးအမျက်ရဖို့ထက်ကျောင်းသားတွေအတွက်လက်တွေ့မှာတကယ်ကြုံနေရတဲ့ပြဿနာတခုကိုဖြေရှင်းပေးခြင်းခဲ့ကြတာပါ။ ဒီနာမည်လေးကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။သူတို့အဖွဲ့က idea တွေထုတ်အစီအွေလုပ်ရင် Ivrea မျိုးက Badi Red Arduino ဆိုတဲ့ဘာဆိုင်လေးမှာအမြဲတမ်းတွေ့လို့ရှိတော့သူတို့ရဲ့ project ကိုအဲ့ဒီဘာဆိုင်နာမည်ကိုပဲအစွဲဖြူကြီး Arduino လို့ဘေးလိုက်ကြတာပါပဲ။ဤပညာကြီးတစ်ခုရဲ့နာမည်ကတာမန်ဘာဆိုင်လေးတစ်ခုကနေလာတယ်ဆိုတော့တော်တော်ထူးခြားတာပေါ့။ ကဲဒီဇိုင်းကြောင်းလေးတစ်ခုက project လေးတစ်ခုကနေဘလို့များကဘာကျော်ဖြစ်သွားရတာလဲသူတို့ရဲ့အောင်မြင်မှုနောက်ွယ်ကရွက်ဝက်ချက်ကဘာများဖြစ်မလဲအာဒွီနိုရဲ့အောင်မြင်မှုကအဓိကမန်တိန်ကြီးရဲ့ခုပေါ်မှာတိစောက်ထားတယ်လို့ပြောလို့ရတယ်ပထမတစ်ခုက open source ဖြစ်ချင်းဆိုလိုတာကတော့အလုံးကိုအခက်မဲ့မြပေးလိုက်တာပေါ့ဒုတိယကတော့အလွန်ရိုးရှင်းလွဲကူအောင်လုပ်တာတတိယကတော့စေနှုံးချူတာတာနဲ့နောက်ဆုံးတစ်ခုကတော့ခိုင်မာတဲ့အတိုင်းဝိုင်းတစ်ခုတိစောက်နိုင်ခဲ့တာအဲ့ကတည်းပါပဲ ဒါတကယ့်ကိုတော်လိုက်ရင်နေထိုးလို့ပါပဲအဲ့ဒီအချိန်က hardware company တွေကသူတို့ရဲ့ design တွေကိုထိတ်တန့် low wet ချက်ဖြစ်တတ်မှတ်ထားချိန်မှာ Arduino အဖွဲ့ကတော့သူတို့ရဲ့ hardware design တွေရော software တွေကိုပါလူတိုင်းအတွက်အခက်မဲ့ဖန်ဝေပေးခဲ့တဲ့ဒီလိုလုပ်လိုက်တော့ဘယ်သူမှစူဒီ design ကိုယူပြီးကိုယ်တိုင်ထုတ်လုပ်ရောင်းချခွင့်ရှိသွားတယ်။ဒီအချက်ကြောင့်ပဲ price ဆိုင်မှုတွေဖြစ်လာပြီး board တွေရဲ့စီးနှုန်းကအလိုမင်းကြားဆင်းသွားခဲ့တာပါ။ Arduino ရဲ့ဒုတိယသောချက်ကတော့အလိုမင်းရိုးရှင်းတာပါပဲ။ အရင်ကလိုရှို့ထွေးတဲ့ဂျိုးတွေအစား USB ဂျိုးတစ်ချောင်းနဲ့ကွန်ပျူတာကိုချိတ်လို့ရတယ်။ engineer တွေတုံးတဲ့ software တွေအစား setup ဆိုရအပိုင်းနှစ်ပိုင်းပဲပါတယ်ရိုးရှင်းတဲ့ program လေးနဲ့အလုပ်လုပ်နိုင်တယ်။ဒီရိုးရှင်းမှုကြောင့်ပဲနီးပြနာကိုဘာမှမသိတဲ့သူတယောက်တောင်နိုင်ပိုင်တို့မှာသူတို့ရဲ့ပထမဆုံး project ကိုစတင်နိုင်ခဲ့ပါတယ်။ဒီအတွေ့အခေါ်တွေဒီတူးလေးတွေကအီတလီမှာပဲရပ်မနေခဲ့ပါဘူး။ခံပါအနှံ့ပြန့်နှံ့တော့ပြီးလှုပ်ရှားမှုအခြေတခုကိုမီးထိုးပေးလိုက်တယ်လို့ပါပဲ။ အချိန်နဲ့အမျှအာဂျီနိုဟာလည်းတိုးတက်ဖြောင်းလဲလာခဲ့ပါတယ်။၂008ခုနှစ်မှာကွန်ပျူတာနဲ့အလွယ်တကူချိတ်ဆက်နိုင်တဲ့ USB ကိုစတင်အသုံးပြုခဲ့တယ်။2010မှာတော့အားလုံးသိကြတဲ့လူကြိုက်အများဆုံးနဲ့အကြောကြားဆုံးဖြစ်လာမဲ့ Uno Board ကိုမိတ်ဆက်ခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့တည်တည်လေးချစ်တဲ့ Nano ကနေ IoT project တွေအတွက်သုံးတဲ့ Board တွေအမျိုးအစားတွေအများကြီးထွက်နေပါပြီ။ အဂျီနိုရဲ့တက်ရောက်မှုကနီဗီနာနယ်ဘယ်မှာဘတ်ဂျက်ရပ်မနေပါမှုသူက 3D ပရင်တာနဲ့ drone နဲ့လို့ကိုရိုင်းပြုတ်လုပ်ဖန်တီးတဲ့မေခါမိုးမကိုမွေးဖွားပေးခဲ့တယ်။ကျောင်းတွေကဆက်ရောက်ကလပ်ဒီမှာစတမ်ပညာရဲ့အတွက်မရှိမဖြစ်ကိရိယာတက်ခုဖြစ်လာတဲ့ startup တွေကသူတို့ရဲ့ပထမဆုံးထုတ်ကုန် prototype ကိုအဂျီနိုနဲ့ပဲရပ်ပိုင်းအတွင်းကိစ္စောက်လာကြတယ်။အနုပညာရှင်တွေကလည်း interactive ဗလင်းရောင်ပန်းပူတွေလိုမျိုးအအောင်ဆက်ရကောင်းတဲ့ဖန်တီးမှုတွေလုပ်လာနိုင်ခဲ့ပါတယ်။ အဆုံးသတ်အနေနဲ့ Arduino project ရဲ့တကယ့်အမွေအနက်ကဘာလဲဆိုတာကိုခြေလိုက်ချရအောင် Arduino ရဲ့ ecosystem ဘယ်လောက်ကြီးမားချေပြန့်သွားပြီလဲဆိုတာကိုသိချင်ရင်ပြန်မှခြေလိုက်ပါအခုဆိုရင်တရားဝင်ဖို့အမျိုးအစား20ကျော်အပြင်သူဒီဇိုင်းကိုယူပြီးထုတ်လုပ်ထားတဲ့ clone board တွေရာနဲ့ကြည့်ပြီးကမ္ဘာတဝန်းမှာရှိနေပါပြီ။ Arduino ရဲ့တကယ်အမွေအနှစ်ကိုဆိုတာ plastic နဲ့ silicon ပြားလေးတစ်ခုမဟုတ်ပါဘူး။သူ့ရဲ့အဓိကအမွေအနှစ်ကတော့ မိဖီလီယာဆိုတာကျွမ်းကျင်သူတွေအတွက်ပဲမဟုတ်ဘူးလူတိုင်းအတွက်ဖြစ်ရမယ်ဆိုတဲ့အတွေးခေါ်ကိုလက်တွေ့တက်ထေပြခဲ့တာပါပဲရှုပ်ထွေးတဲ့ຢာတွေကိုလူတိုင်းရတဲ့ရိုးရှင်းပြီးလက်လှမ်းပြီးအောင်လုပ်ပေးနိုင်ခဲ့တာကသူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုပါပဲ Arduino က hardware ကိုလူတိုင်းအတွက် ဖြစ်စေခဲ့တဲ့ဆိုရင်ဤပညာကိုလူတိုင်းအတွက်ဖြစ်စေမဲ့နောက်ထပ်တော်လှန်ရေးကဘာဖြစ်လာနိုင်မလဲဒီမေကွန်းလေးနဲ့အတူဒီနေ့အတွက်အဆုံးသတ်လိုက်ပါစေ